စကာလီကတော့မာကီအိုအထက်တန်းကျောင်းမှာဆရာအဖြစ်အလုပ်အသစ်စဝင်မဲ့ကီယာမာရှိုအီရှိဆိုတဲ့အမျိုးသားတယောက်ကိုပြသပြီးစတင်ထားပါတယ်။အဲ့ဒီနေ့မနေ့မှဆိုတော့ကီယာမာကအကြောင်းနောက်ကျနေပြီဆိုပြီးတော့အကြောင်းကိုအမြန်ပဲတွားနေခဲ့ပါတယ်။တခြားတစ်ဖက်မှာဆိုတော့အိုကာဘီကာရိုကီဆိုတဲ့အမျိုးသမီးတယောက်ကလည်းသူမအမေနဲ့ဖုန်းပြောနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ကီယာမာလိုပဲအိုကာဘီကလည်းမာကီအိုအထက်တန်းကျောင်းကဆရာမအစ်တလေးဖြစ်ပါတယ်။ အမျိုးသမီးတန့်စင်ခန်းထဲမှာအိုကာဘီကလုံးဝခ ्यू မဆိုင်တဲ့ចောင်းသူ၃ယောက်ကိုတွေ့လျက်ရပါတယ်။တယောက်ဆိုရင်တော့ចောင်းကို secret တောင်ယူလာတာတွေ့နေရပါတယ်။ဒီအချိန်မှာဆိုတော့ចောင်းကိုရောက်လာခဲ့တဲ့ကီယာမာကလည်းចောင်းဆောက်လို့ထင်ရတဲ့အဖိုးတယောက်ကိုအနိုင်ကျင့်နေခဲ့တဲ့ចောင်းသား၃ယောက်ကိုတွေ့ရှိခဲ့ပါတယ်။ចောင်းသားတွေကចောင်းအုပ်ဖြစ်တဲ့အဖိုးရဲ့ Onigiri ကိုယူဖို့တော့မတုံ့ဆိုင်ကြပါဘူး။သူရဲ့အရှိမရက်နေခဲ့တဲ့အဖိုးကကျောင်းအုပ်စွာကိုတိလျရတဲ့အခါမှာတော့ကီယာမာကသူ့ကိုတလေးတစားနဲ့ဥညွတ်ခဲ့ပါတယ်။အဲဒီနောက်ကျောင်းသားတွေကကျောင်းအကစားရုံမှာစုဝေးလိုက်ကြပြီးကီယာမာနဲ့အိုကာဘီတို့က ကျောင်းကဆရာအစ်တအဖြစ်နှုတ်ဆက်စကားပြောပါရီဒါပေမဲ့ကျောင်းသားတွေကသူတို့ရဲ့အလုပ်ကိုပဲသူတို့လုပ်နေကြပြီးတော့ဆင်မြင့်အပေါ်မှာရက်နေခဲ့တဲ့ကီယာမာနဲ့အိုကာဘီတို့ကိုလုံးဝလိလူရှုထားခဲ့ကြပါရီကီယာမာနဲ့အိုကာဘီတို့ကမာကီယိုအထက်တန်းကျောင်းတက်နေခဲ့တဲ့ကျောင်းသားတွေရဲ့နာမည်ဆိုးကိုတိထားပြီးသားဖြစ်ပေမဲ့လည်းကျောင်းသားတွေကဆရာဝေကိုတော့မလေးမဆားလုပ်မယ်လို့မထင်ထားခဲ့ကြပါဘူးဒါပေမဲ့ကီယာမာနဲ့အိုကာဘီတို့အတွက်ပို့ပြီးတော့အန်အောဆရာကောင်းတာဟာဒီကျောင်းအိုကကျောင်းသားတွေရဲ့ဆိုးရွားတဲ့အပြုတ်မှုကိုလုံးဝစိတ်မဝင်စားဘဲနဲ့ကျောင်းသားတွေကိုနောက်နေ့ကျောင်းကိုလာဖို့ပဲပြောနေခဲ့ပါရီမကြာ ခင်မှာပဲရီကူရာဆိုတဲ့ចောင်းသားတစ်ယောက်ကသူ့ရဲ့စကူတာကိုစီးပြီးတော့ចောင်းအားကစားရုံအထက်ကိုဝင်လာပါတယ်။ရီကူရာကအပြစ်ပေးမခံရဘူးဆိုတော့တိတဲ့အခါမှာတော့ AAC ပဲနေခဲ့ပါတယ်။ဟာရာဒါဆိုတဲ့ចောင်းဆရာတစ်ယောက်ကရီကူရာကိုဆိုင်ကယ်အားចောင်းထဲယူလာတာဆူလိုက်ပြီးတော့ចောင်းဝန်အထက်မှာရက်ထားဖို့ပြောပါတယ်။ဒါပေမဲ့လည်းကီယာမာပို့ပြီးအံ့ဩခဲ့ရတာကတော့ရီကူရာကဒီနေ့ចောင်းတက်လို့စိတ်သက်သာရရပြီးပျော်ရွှင်နေပုံရတဲ့ចောင်းအုပ်ကြီးလိုပဲဟာရာဒါကလည်းစိတ်အေးလက်အေးရှိနေတာပဲဖြစ်ပါတယ်။ ကီယာမာကကျောင်းရဲ့ပြဿနာဟာကျောင်းသားတွေတင်မဟုတ်ပဲတဲ့ဆရာဝေကပါထူးဆန်းနေတယ်ဆိုပြီး သွေးနေမိပါတယ်ရေပူရအားဖြစ်တော့ចောင်းသားတွေကစီကံဖောက်ဖျက်မယ်ဆိုတော့ဆရာဝေအနေနဲ့ပြင်းပြင်းထန်ထန်သတိပေးတတ်ကြတာဖြစ်ပေမဲ့မာကီအိုအထက်တန်းចောင်းမှာဆိုတော့ဆရာဝေကပါဒါကိုစိတ်ဝင်စားပဲပြုံးပြုံးကြည့်နေနောက်နေ့ចောင်းပြန်တက်ဖို့ကိုပဲចောင်းသားတွေကိုပြောပါတယ်ចောင်းစင်းတဲ့ခါမှာတော့ចောင်းអ៊ូជីကခေယာမာနဲ့អូកាប៊ីတို့ရောက်လာတာကိုជូសូတဲ့အနေနဲ့ဘားတစ်ခုမှအရက်သွားတော့ဖို့တင်ကြရေးဝန်ထမ်းအားလုံးကိုခေါ်ပါတယ်အဲ့ဒီနောက်ခေယာမာနဲ့អូកាប៊ីတို့ကိုမာကီအိုအထက်တန်းចောင်းကចောင်းသားတွေရဲ့ပထမဆုံးသောခန်းစားချက်ကိုမေးပါတယ်ဒါနဲ့ចောင်းသားတွေကိုသပင်းစည်းစုတာနှစ်ပေါက်ဖောက်တာ ာမိကအလွန်အကျွံလိမ့်တာကျောင်းရဲ့အခန်းထဲထိဆိုင်ကယ်မောင်းတာတွေကိုဘာကြောင့်ခွင့်ပြုရတာလဲဆိုပြီးပုတ်ပွင့်လင်းနေမိပါတယ်။ကျောင်းအုပ်ကြီးနဲ့ဆရာဆရာမတွေဟာကျောင်းသားတွေကပြဿနာရှိတယ်ဆိုတာကိုမငြင်းကြပါဘူး။ ဒါပေမဲ့တခြားရည်ရွယ်ချက်မရှိဘဲနဲ့ចောင်းတွေအားလုံးကသူတို့ရဲ့တည်ရှိမှုကိုငင်းပယ်တာကြောင့်လို့ပြောပြပါရီမာကီယိုအထက်တန်းចောင်းကလည်းတခြားចောင်းတွေလိုမျိုးတင်းကျပ်တဲ့စည်းကမ်းတွေလုံလိုက်မယ်ဆိုတော့ဒီចောင်းသားတွေကចောင်းကိုမလာတော့ဘဲနဲ့တခြားရည်ရွယ်ချက်မရှိဘဲဖြစ်နေမှာဖြစ်ပါရီရာမာနိုးဆိုတဲ့ចောင်းဆရာကဒီចောင်းမှာចောင်းသားအများစုကဆင်းရဲတဲ့မိသားစုကလာတာဖြစ်ပြီးတော့မိသားစုရဲ့စီးပွားရေးကိုကူညီဖို့အတွက်အလုပ်လုပ်ရတဲ့အကြောင်းကီယာမာနဲ့အိုကာဘီတို့ကိုပြောပြပါရီ ဒါကြောင့်ကျောင်းကြီးကမာကီအိုအထက်တန်းကျောင်းမှာစီကံချက်တစ်ခုပဲကျင့်သုံးတဲ့အကြောင်းနဲ့ကျောင်းသားတွေကကျောင်းကိုလာပြီးတော့ကျောင်းဝတ်စုံဝတ်ထားတည်၍ကျောင်းမှာဘာမှမဆိုလောက်ခွင့်ရှိတယ်ဆိုရယ်စီကံကိုပဲဖြစ်ပါတယ်။ ပြီးတော့ကီယာမာနဲ့အိုကာပီတို့ကိုဒရက်လမ်းကြောင်းအားပန့်ပိုးပေးပြီးတော့ចောင်းသားဝင်နဲ့ရင်းနှီးအောင်စူးစမ်းကာចောင်းသားဝင်ကြုံတွေ့နေရတဲ့အခြေအနေကိုနားလည်အောင်စူးစမ်းဖို့ပြောပါရီနောက်နေ့မှဆိုတော့ကီယာမာကចောင်းအူကြီးပြောတာကိုစူးစမ်းလှုပ်ဆောင်ပြီးတော့အနားယူနေခဲ့တဲ့ចောင်းသား၃ယောက်ကိုနှုတ်ဆက်ပါရီဒါပေမဲ့လည်းသူတို့ကသူ့ကိုမမတ်မိတဲ့အတွက်ကီယာမာဟာចောင်းကအားကစားစရာအစ်အဖြစ်ပြန်လည်မိတ်ဆက်ပေးခဲ့ပါရီကီယာမာကသူတို့၃ယောက်ကိုအားကစားတင်ဖို့ပြောပေမဲ့ ကာကီရူဆိုတဲ့ចောင်းသားတယောက်ကအားကစားတင်ကန်းစာကိုမကြိုက်ဘူးလို့ပြောပါရယ်အဲ့ဒီနောက်ကီယာမာကလည်းရီကူရာနဲ့တွေ့ပြီးတော့ဖော်ဖော်ရွယ်နှုတ်ဆက်ပါရယ်ဒါပေမဲ့ရီကူရာကလည်းသူ့ကိုမမတ်မိပဲနဲ့ထွက်သွားပါရယ်တဖက်မှာဆိုလည်းအိုကာဘီကအတန်းထဲမှာအင်္ဂလိပ်စာသင်နေပေးပေမဲ့မင်းကလေးတစ်ဖက်ကတော့ Q မဆိုင်တာကြောင့်စိတ်အနှောက်အယှက်ဖြစ်နေပုံရပါရယ်သူတို့ကိုဆူလိုက်တဲ့အချိန်မှာတော့ မီဆာကီဆိုတဲ့ចောင်းတူကအတန်းထက်ကနေထွက်တော်ပါရင်မီဆာကီရဲ့တငယ်ချင်းတွေဟာတူမနဲ့ကလေးကမူးနေတဲ့အကြောင်းနဲ့အိုကာဘီကိုစစ်ဆေးကြည့်ဖို့ပြောလိုက်ပါရင်အိုကာဘီကလည်းမီဆာကီအင်တာအထဲမှာရှိနေတာကိုတွေ့ပြီးတော့အမိုက်ပေါ်အထဲမှာကိုယ်ဝန်စစ်ဆေးတဲ့အိတ်ကိုလည်းတွေ့လိုက်ရပြီးစမ်းသပ်ထားတာကမီဆာကီရဲ့ပစ္စည်းဖြစ်တဲ့အကြောင်းသိလိုက်ရတဲ့အတွက်အံ့ဩနေခဲ့ပါရင်အိုကာဘီကစမ်းသပ်ထားတာဝေကိုချက်ချင်းယူပြီးတော့ဒုတိယចောင်းအုပ်ဖြစ်တဲ့ ဟာရာဒါစီကိုလွဲပြစ်လိုက်ပါတယ်ဟာရာဒါကအိုကာဘီကိုမီဆာကီအာကူညီပေးပြီးတော့ပြဿနာကိုဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်အားကစားချိန်မှာကာကီရူကအဘေးမှာထိုင်နေတာကိုတွေ့ခဲ့ပြီးတော့ ကီရာမာကသူ့စီကောတွားကအားကစားသင်ကန်းစာလှုပ်ဖို့ပြောပါရီဒါပေမဲ့အဲ့ဒီအစားကီရာမာကဘတ်စကက်ဘောနဲ့အပစ်ခံလဲရပါရီဒီမှာတင်မရက်သေးပင်နဲ့အကြောင်းသားတွေကကီရာမာရဲ့ဖနက်ကိုကတ်နေပြီးတော့ရှော်လဲပြီးခေါင်းထီအောင်နောက်ပြောင်ခဲ့ကြပါရီတဖက်မှာဆိုလည်းအိုကာဘီကအင်ဒါအထဲဆေးလိတောက်နေခဲ့တဲ့မီဆာကီကိုတွေ့ကြခဲ့ပြီးတော့ဆေးလိတောက်တာကဒရီတာကျမ်းမာကြီးအတွက်မကောင်းဘူးလို့စူပူပါရီ ။ Okabe ကသူ့ရဲ့ပြဿနာကိုပြောပြဖို့အတွက်တောင်းဆိုတဲ့စကားကြောင့် Misaki ကလည်းအံ့ဩတော့ပုံရပါတယ်။ Misaki က Okabe ရဲ့မျက်နှာကိုကြည့်ပြီးတော့သူ့ရဲ့ပြဿနာကိုပြောပြဖို့အတွက်အဆင်မပြေဘူးလို့ပြောကာအင်တာခန်တဲ့ကိုဝင်ခိုင်းလိုက်ပါတယ်။ Misaki တကယ်ပြောမယ်လို့ထင်ပြီးတော့ Okabe ကလည်းသူပြောတဲ့အတိုင်းလုပ်ခဲ့ပေမဲ့ Misaki ကအင်တာအထဲမှာတောက်ခတ်ထားပြီးရင်းနဲ့လောင်းချပါတယ်။အဲ့ဒီအချိန်ဆရာဝန်နားနေတဲ့အခန်းမှာဆိုတော့ Kiwama ကနှုတ်ထွက်စာကိုရေးထားခဲ့ကာကျောင်းအုပ်စီကိုလွှဲပေးဖို့ပြင်ဆင်ပါတယ်။ အိုကာဘီကလည်းရေဝင်နဲ့ရွှဲပြီးရောက်လာခဲ့ပြီးတော့တခြားចောင်းကိုပြောင်းရှင်တဲ့သူမရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့ပါတယ်။ဟာရာဒါနဲ့တခြားဆရာတွေကចောင်းသားတွေရဲ့နောက်ပြောင်မှုကိုသူတို့ကလည်းကြုံတွေ့ခဲ့ရတဲ့အကြောင်းပြောပြပါတယ်။ဒါပေမဲ့ចောင်းသားတွေကသူတို့ရဲ့မတည်ငြိမ်တဲ့စိတ်ခံစားမှုကြောင့်ကြုံတွေ့နေရတဲ့ပြဿနာတွေကိုဖော်ပြဖို့အတွက်အခက်အခဲရှိနေတာကြောင့်ဒီအတွက်ဆွေးရမနေတော့ဖို့ရွေးချယ်ခဲ့ကြတဲ့အကြောင်းပြောပြပါတယ်။ ဟာရန်ဒါရဲ့စကားကိုကြားပြန်နောက်ကီယာမာနဲ့အိုကာဘီတို့ကနောက်ဆုံးမှရာထူးကနေနှုတ်ထွက်ဖို့အတွက်ရွယ်ချက်ကိုဆွတ်လွတ်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာဆိုတော့ဟာရန်ဒါဟာကာကီရိုကအလေတန်းချောင်းတက်တုံးမှာအာကစားမှာတကယ်ကိုကျွမ်းကျင်တဲ့အကြောင်းကီရာမာကိုပြောပြခဲ့ပြီးတော့ကာကီရူအနောက်ကိုတိတ်တဆိတ်လိုက်ကြည့်ခိုင်းလိုက်ပါရင်ကာကီရူမှာကမွေးရှင်၃ရောက်ရှိပြီးတော့နေ့တိုင်းအကြောင်းကိုတွားကြုံရပါရင်အိမ်ပြန်တဲ့လမ်းမှာဆိုတော့ကာကီရူရဲ့အညီမလေးမိုးဝဲခိုင်းခဲ့ပေမဲ့ပိုက်ဆံမရှိတာကိုကီယာမာတွေ့လိုက်ရပါရင်ပိုက်ဆံမရှိတဲ့ကာကီရူကအကြောင်းအုပ်ကြီးစီကနေယူထားခဲ့တဲ့ အိုနီကီဝီကိုပေးလိုက်ပြီးတော့သူ့ရဲ့ညီမကိုနဲ့တိတ်ပေးပါရယ်အဲ့ဒီနောက်ကာကီရိုကသူ့ရဲ့မောင်နှမ၃ယောက်ကိုအိုနီကီရီအခွဲပေးလိုက်ပါရယ် အိမ်ပြန်ရောက်တဲ့အခါမှာတော့ကာကီရိုကသူ့ရဲ့မောင်နှမ300တွယ်အစားအစာချက်ပြုတ်ကျွေးပါတယ်တကယ်တော့သူ့ရဲ့အငယ်ဝေးဘိုက်ဆာမနေဖို့အတွက်သူကတော့မစားဘဲနေတာကအဆမ်းမဟုတ်တော့ပါဘူးအဲ့ဒီညမှာဆိုတော့ကီယာမာနဲ့အိုကာဘီတို့အတူတူအိမ်ပြန်ကြကရန်ဖြစ်လာတယ်လို့မျက်နှာစုပ်ပြနေခဲ့တဲ့ရီကူရာနဲ့မတော်ဆတိသွားခဲ့ပါတယ်ကြောက်ရွံ့တော်လို့နေခဲ့တဲ့ရီကူရာကိုတွေ့တော်တဲ့အခါမှာတော့သူတို့ကဘာဖြစ်တာလဲလို့မေးပေမဲ့ရီကူရာကတော့ချော်လဲတာပါလို့ပြောပြီးရေပြကအဆင်ပြေတဲ့အကြောင်းနဲ့အိမ်ပြန်တော့မှာပါလို့ပြောပါတယ်ကီယာမာကရီကူရာရဲ့အခြေအနေကိုနောက်နေ့အကြောင်းမှာ ဟာရာဒါနဲ့တခြားဆရာတွေကိုပြောပြပါရင်ဒါကိုကြားတဲ့အခါမှာတော့ဆရာတွေကအချက်ချင်းစာနာစိတ်နဲ့ရီကူရာကိုဇွေးနေကြပါရင်ဒီအချင်းအိုကာဘီကမီဇာကီကိုတွေ့ဖို့အတွက်ထပ်လာခဲ့ပြီးတော့သူမရဲ့ကိုယ်ကိုဆရာဝန်နဲ့ဆစ်ဆေးဖို့ပြောပါရင် အိုကာဘီဟာအိန္ဒါခန်းတက်ကိုဝင်တွားခဲ့ပြီးတော့မီဆာကီကိုစကားပြောအောင်လုပ်ပါတယ်။မီဆာကီကိုကူညီဖို့အတွက်ကိုယ်နဲ့ပတ်သက်တာဝေကိုသူတည်တနာလုပ်နေတဲ့အကြောင်းလေးပြောပြပါရစေ။ဒါတင်မကတိပင်းနဲ့မီဆာကီကလေးမွေးရှင်နေဆိုရင်တော့တာဖာမီရဲ့ဆရာဝန်စီကိုလည်းလိုက်ပို့ပေးပါမယ်လို့ပြောပါရစေ။တစ်ဖက်မှာဆိုတော့ကီဝါမာကအားကစားတင်တန်းချိန်တိုင်းတက်ဖို့အတွက်တွန်းဆုတ်နေပြီးတော့ဘိုင်နာတဲဆိုပြီးအကြောင်းပြတဲ့ကာကီရူကိုတွေ့နေရပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာဆိုတော့ကာကီရူကစားဆရာမရှိတာကြောင့်ဘိုက်စာစီနဲ့ပြင်းပြင်းထန်လှုပ်ရှားမှုကိုမလှုပ်ရှင်တာပါဆိုပြီးကီဝါမာကတိတွားခဲ့ ခဲ့ရပါတယ်။ဒါနဲ့ပဲကီယာမာကကာကီရူကိုပေါင်မုတ်ပေးပါတယ်။ဒါပေမဲ့လည်းကာကီရူဟာအဲ့ဒါကိုလွတ်ပြပါတယ်။အဲ့ဒီနောက်ကီယာမာကပြန်ကောက်ပြီးတော့အစားအစာကိုမဖြုံးသီးဖို့ပြောလိုက်ပြီး ထပ်ပေးပါရယ်အဲ့ဒီနောက်ရိုင်းကိုဆိုရယ်ဆီယာမတယောက်ကကြောက်တင်မုံအပေါ်မှာကီရောမာနာမည်နဲ့စာရေးထားတဲ့အကြောင်းလာပြောပါရယ်ကီရောမာအမြန်ပြေးကြည့်လိုက်တဲ့အခါမှာတော့ဗိုက်စာနေတဲ့ဘက်တုကိုမဆိုးမုတ်ပေးမယ်ဆိုပြီးရေးထားတာကိုတွေ့ရပါရယ်မကြခင်မှာပဲကီရောမာကိုဗိုက်စာတယ်လို့ပြောပြီးចောင်းသားတွေဝိုင်းလာခဲ့ပြီးတော့မုတ်ပေးခိုင်းကြပါရယ်ကြောင်စင်းတဲ့အခါမှာတော့ရီကူရာကကီရာမာနဲ့တွေ့ခဲ့ပြီးတခြားသူတွေကိုတနာရတာကြိုက်တဲ့ကြောင်သူတော်လို့ပြောကအဲ့ဒီလိုလူမျိုးတွေကိုအမုန်းဆုံးပဲလို့ပြောပါရင်အဲ့ဒီနောက်ရီကူရာကအင်ကိုပြောင်းခဲ့ပြီးတော့အယံမူးနေခဲ့တဲ့သူ့ရဲ့အမေကိုတွေ့ကာ အိမ်ကလည်းရှုပ်ပွားနေခဲ့ပါတယ်ရီကူရာကသူ့ရဲ့အမေအရက်အလွန်အကျွံတောက်နေတာကိုတားဖို့အတွက်ကြိုးစားပေမဲ့သူ့ရဲ့အမေကတော့သူ့ကိုအိမ်အပြင်မောင်းထုတ်ပါတယ်ညအိပ်ဖို့အတွက်နေရာမရှိလို့ပန်းချံခုန်တန်းအပေါ်မှာအိမ်ရန်ဆုံးဖြတ်ပါတယ်နောက်နေ့မှဆိုတော့အကြောင်းကိုရီကူရာရဲ့ပိုက်ဆံအိတ်အားပန်းချံအထက်မှာတွေ့တဲ့အကြောင်းဖုန်းဆက်လာခဲ့ပါတယ် ရီကူရာဟာကြောင်းလဲမတက်ပဲနဲ့အဆက်အသွယ်လည်းမရတဲ့အတွက်ကီဝါမာကပိုက်ဆံအိတ်ကိုတွားယူပေးပေးပါမယ်ဆိုပြီးယူလာခဲ့ပါတယ်။ရီကူရာရဲ့အိမ်အရှိကိုရောက်တဲ့အခါမှာတော့စုပ်ပြတ်တက်နေခဲ့တဲ့မျက်နာနဲ့အိမ်အထဲကနေထွက်လာတာကိုတွေ့လျက်ပါတယ်။ရီကူရာကအနှိမ့်ဆက်ခံနေရတာကိုတိလဲရတဲ့အခါမှာတော့ကီဝါမာကမိဘဝင်နဲ့တွေ့ဖို့အတွက်အိမ်အထဲကိုဝင်ရန်လုပ်ပင်မဲ့လေရီကူရာကတော့သူဟာလျှော်လဲတာဖြစ်ပြီးသူ့ရဲ့အမေကသူ့ကိုဘာမှမလုပ်ပါဘူးလို့ငြင်းပါတယ်။အဲ့ဒီနောက်ကီရာမာကရီကူရာကိုပန်းချန်စီခေါ်သွားလိုက်ပြီးတော့တကယ်အဖြစ်အပျက်တွေကိုပြောပြခိုင်းပါတယ်။အ အဲ့ဒီနောက်မှာတော့သူ့ကိုခောက်ဆဲစားဖို့ခေါ်သွားခဲ့ပြီးသူတို့နေရာစကားပြောဖြစ်ပါတယ်။အိမ်ပြန်ရောက်တဲ့ခါမှာတော့ရီကူရာကသူ့ရဲ့ဆရာဟာခောက်ဆဲဝယ်ကျွေးတယ်လို့သူ့ရဲ့အမေကိုပြောပြပြီးတော့အချိန်ပိုင်းအလုပ်ကလဆာရမယ်ဆိုရင်သူ့ရဲ့အမေကိုလည်းခောက်ဆဲစားဖို့ခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့အမေကသူ့ကိုကောင်းကောင်းခ ्यू မဆိုင်ပဲနဲ့မကြာခဏစွန့်ပစ်ခဲ့တဲ့အတွက်အပြစ်တင်တင်တယ်လို့ပဲပြောပါတယ်။ အချင်းအတော်ကြာပြီးတော့မှဆိုတော့ရီကူရာရဲ့အမေတည်ဆုံသွားတဲ့အကြောင်းကီရာမာသတင်းရရှိခဲ့ပါတယ်။ရီကူရာကသူ့စီမှာရှိတဲ့တူထဲတော်မိသားစုကိုဆုံရှုံလိုက်ရတာကြောင့်အယံကိုဝန်းနေခဲ့ရပါတယ်။အဲ့ဒီနောက်သူ့အမေရဲ့နောက်ဆုံး message ကိုဖုန်းထဲကနေဖတ်ခဲ့ရပြီးတော့သူ့ရဲ့အမေကသူ့အပေါ်ရက်ဆက်ကြမ်းကြုတ်ပြီးအမြဲတမ်းစွန့်ပစ်ခဲ့တဲ့မိခင်ဖြစ်တဲ့အတွက်တောင်းပန်ခဲ့ပါတယ်။တစ်ဖက်မှာဆိုတော့ရီကူရာကသူ့အမေတည်ပြီးတော့မြို့ပြင်ကသူ့ရဲ့အတော်နဲ့အတူနေထိုင်မှဖြစ်လို့ကြောင်းပြောင်းတော့မဲစွာကိုတိလက်ရပြီးကီယာမာကအယံကိုအံ့ဩခဲ့ပါတယ်။ ကီယာမဟာရီကူရာနဲ့တွေ့ပြီးတော့သူ့ရဲ့ပစ္စည်းတွေကိုကူကာထုတ်ပို့ပေးပါတယ်။အဲဒီနောက်မှာဆိုတော့သူတကယ်အကူအညီလိုအပ်တဲ့အခါမှာမကူညီနိုင်ခဲ့တဲ့အတွက်တောင်းပန်တဲ့အကြောင်းပြောပါတယ်။ ရီကူရာကအဲ့ဒါကိုစိတ်ထဲမှာထားပဲသူတို့အကြောင်းကအကြောင်းသားတွေဟာပူဆိုးရွားတဲ့အခြေအနေမှာရှိနေပြီးတော့တကယ်အကူအညီလိုအပ်နေတာကြောင့်ပို့ပြီးတော့ Q site ကစာနာပေးဖို့အတွက်ကီရာမာကိုတောင်းဆိုခဲ့ပါတယ်။တပတ်မှစတော့မာကီအိုအထက်တန်းကျောင်းမှာစာကြည့်တိုက်မှုအဖြစ်တာရှိပါနာကူမီဆိုရဲဆရာမအတေရောက်လာခဲ့ပါတယ်။ကူမီကိုကစာကြည့်တိုက်အပြင်အစင်ကိုပြန်လည်ပြုပြင်ပြီးတော့အကြောင်းသားတွေအတွက်အစားအသောက်တွေကိုလူကစာကြည့်တိုက်ကိုပြန်လည်အတက်တွင်းဖို့ကြိုးစားပါတယ်။စာတင်နေ့အသက်စားတဲ့အချိန်မှာကီရာမာကကာကီရူတို့အတန်းရဲ့အတန်းပိုင်အဖြစ်ခန့်အပ်ရှင်းခံလိုက်ရပါတယ်။ အဲ့ဒီနောက်ចောင်းတောက်ရီကိုအနာကတ်မှာလှုပ်ရှင်တဲ့အသက်မူဝမ်းကြောင်းနဲ့ပတ်သက်ပြီးမေခွန်းဖြစ်ခိုင်းလာပါတယ်။ဒါပေမဲ့ចောင်းတောက်ရီကဘာမှမရေးဘဲနဲ့ပေါ့ပေါ့အဆနဲ့ဖြစ်စည်းခဲ့ကြပါတယ်။အဲ့ဒီနောက်မာကီအိုအထက်တန်းចောင်းတက်နေခဲ့တဲ့ចောင်းသားအများစုကမိသားစုစီးပွားရေးကိုပံ့ပိုးကူညီဖို့အတွက်အချိန်ပိုင်းအလုပ်တွေအများကြီးလုပ်ခဲ့ရတဲ့အကြောင်းဟာရာရာကကီယာမာကိုပြောပြလိုက်ပါတယ်။မိသားစုစီးပွားရေးအခြေအနေကခွင့်မပြုလို့သူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပို့ဖို့နဲ့သူတို့လိုချင်တဲ့အသက်မူဝမ်းကြောင်းကိုလိုက်စားတာနဲ့ပတ်သက်ရင်တော့အကောင့်မြင်မှာမဟုတ်ပါဘူး။ ကူမီကိုစီကတ်နေအကြံဉာဏ်အနေငယ်နဲ့လမ်းညွှန်မှုရရှိပြီးရနောက်ကီရာမာဟာသူ့ရဲ့အတန်းကចောင်းသားရီကိုအသက်မူဝမ်းကြောင်းဆင်ရအကြံပေးဆွေးနွေးပွဲတစ်ခုလုပ်ပြီးခဲ့ပါတယ်။အစပိုင်းမှာတော့ចောင်းသားရီကဆွေးနွေးပွဲမှာပါဝင်ဖို့ဝန်လေးခဲ့ကြပေမဲ့ကီရာမာကသူတို့ကိုဆွဲဆောင်ဖို့အရန်စူးစမ်းလိုက်တဲ့အခါမှာចောင်းသားရီကအရေးပျော်သွားခဲ့ရပြီးပါဝင်ခဲ့ပါတယ်။ကီကာရိုကပထမဆုံးចောင်းသားဖြစ်လာပြီးတော့ចောင်းကနေဘွဲရကအချိန်ပိုင်းအလုပ်တစ်ခုထပ်လုပ်တဲ့အကြောင်းတိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ကာကီရူဟာဟင်းချက်တက်တာကြောင့်ကီယာမာကစပ်ပုံမှုတယောက်ဖြစ်အောင်တင်ယူပြီးအခုပကံစီးနေခဲ့တဲ့စားတောက်ဆိုင်မှာစပြီးတော့စူးစမ်း ဖို့အကြံပေးပါရစေ။ ဲ့ဒီနောက်လူလူနဲ့မီဟီကီဆိုတဲ့ចောင်းသူနေရောက်လဲလာပြီးတော့ဆွေးနွေးပါတယ်လူလူကအလားပြင်ဆီယာမဖြစ်ချင်းပြီးတော့မီဟီကီကတော့ကလေးထင်းဆီယာမဖြစ်ချင်းပါတယ်ဒါပေမဲ့လေးချင်းရေးစိအကြောင်းသူရဲ့အိမ်မက်တွေအတွက်အနောက်ရှက်ဖြစ်ခဲ့ရပါတယ်တနေရာမှာဆိုတော့ကလေးမွေးပြီးရနောက်မီဆာကီကចောင်းထွက်ဖို့ဆုံးဖြတ်ခဲ့လို့အိုဂါဘီကဘွေးရတဲ့အထိပညာဆက်တင်ရဖြောင်းပြပါတယ်ဒါပေမဲ့လည်းမာကီအိုအထက်တန်းចောင်းကနာမည်ဆိုးရှိတဲ့ចောင်းဖြစ်လို့ဒီចောင်းကနေဘွေးရတီဖြစ်စီမရတီဖြစ်စီအတူတူပါပဲလို့မီဆာကီကတော့ပြောပါတယ်ခဏအကြာမှာတော့ဟီမီကီကနေ့ကလေးထင်းကေဟာမှာကလေးထင်းအဖြစ်အ လုတ်တင်ဖြစ်ခွင့်ရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းသူမကညံ့တဲ့အထိအချိန်ပိုင်းအလုတ်လုပ်ရတာကြောင့်မကြာခဏအိငိုက်တဲ့အတွက်နောက်ဆုံးမှာအလုတ်ထုတ်ခံခဲ့ရပါတယ်။ဒါကိုမြင်တဲ့အခါမှာတော့ကီယာမာကမီကာအိုအထက်တန်းចောင်းကចောင်းသားရဲ့အတွက်အခကျင်းဝေးမယူဘဲနဲ့ အလုတ်တင်လောက်ရတာကမိသားစုစီးပွားရေးကိုထောက်ပံ့ပေးနိုင်အောင်အချိန်ပိုင်းအလုတ်တွေလောက်ရတာနဲ့အရန်အလုတ်ရှုပ်ပြီးခက်ခဲမဲစွာကိုတဘောပေါက်သွားပါလိမ့်။ဒါကြောင့်သူနဲ့တခြားဆရာတွေကအကြောင်းသားတွေအတွက်တချိန်တည်းမှာဝင်ဝေပါရှာနိုင်တဲ့အလုတ်တင်နေရာကိုရှာဖွေဖို့စူးစမ်းပါလိမ့်။ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့ရဲ့စူးစမ်းအထောက်မှုကအတုံးမွေမောင်တနေ့မှာတော့ကီယာမာကပညာရေးနီနောဖလေပွဲတစ်ခုကိုတက်ရောက်ခဲ့ပြီးစင်မြအပေါ်မှာမိခွန်းပြောခွင့်ရရှိခဲ့ပါတယ်။အဲ့ဒီနောက်မာကီယိုအထက်တန်းကျောင်းကအကြောင်းသား၈၀ရာခိုင်နှုန်းဟာသူတို့မိသားစုကိုကူညီထောက်ပံ့ဖို့အတွက်စူးစမ်းနေရတဲ့မာက ီယိုအထက်တန်းចောင်းကចောင်းသားရဲ့အခြေအနေမှန်ကိုပြောပြခွင့်ရရှိခဲ့ပါတယ် ဒါကြောင့်ចောင်းမှာအမတ်တွေကြဆင်းပြီးတော့မလူလာအပ်တဲ့ပြဿနာတွေကိုကြုံတွေ့ရတာဖြစ်ပါလေ။အမှန်တကယ်တော့တို့ကတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ဖို့နဲ့အနာကတ်မှာပုံမကောင်းမွန်တဲ့ဘဝကိုနေထိုင်နိုင်ဖို့လူမှုအတိုင်းအဝိုင်းစီကအကူအညီနဲ့စောင့်ရှောက်မှုတွေကိုလိုအပ်နေတဲ့ကလေးပဲဖြစ်ပါလေ။ကီယာမာရဲ့အလွန်လူတားဆန်တဲ့မိခွန်းကိုကြားလိုက်ရတဲ့အခါမှာတော့စီးပွားရေးလုပ်ငန်းရှင်အနေငယ်ကသူ့ကိုစီးပွားရေးကပ်ပြားဝေပေးလိုက်ပြီးတော့အလုပ်တင်အဖြစ်နဲ့အသက်မူဝမ်းကြောင်းပြုနိုင်ဖို့ចောင်းသားတွေကိုကူညီပေးရန်ကန့်လန့်ပါလေ။အတူရှုံပြောရမယ်ဆိုတော့ចောင်းသားတွေကနောက်ဆုံးမှာတို့ရဲ့ဝါသနာနဲ့အိမ်မက်တွေနဲ့ကန့်ညီတဲ့အလုပ်တင် အလုပ်ကိုရရှိနိုင်ခဲ့ပါတယ်။ကာကီရိုကစားတောက်ဆိုင်တစ်ခုမှဆပ်ဖို့မှုအဖြစ်လူလူကတော့အလားပြင်ဆင်ရမှဖြစ်ဖို့လေ့ကျင့်သင်ကြားခွင့်ရရှိခဲ့ပြီးဟီမီကီကလည်းကလေးထိန်အဖြစ်သင်ကြားခွင့်ရရှိခဲ့ပါတယ်။အခုဆက်ပြင်ဆင်ရအဖြစ်လုပ်နေခဲ့တဲ့ရီကူရာစီကိုကီရဝါမာကတွားလေတာပြသရင်းနဲ့ပဲဆက်ကားကပြီးဆုံးသွားခဲ့ပါတယ်။ရီကူရာကသူရောက်လာတာကိုမြင်သွားတဲ့အခါမှာတော့ဝမ်းတာနေပုံရပြီးသူ့ကိုခောက်ဆွဲဝယ်ကြွေပါတယ်။ ဒီဆက်ကားကနေတည်ယူနိုင်တာကတော့ဘလို့ပုံစံနဲ့မဆိုတခြားသူကိုကျွန်တော်တို့ပေးတဲ့စိတ်မနဲ့ခ ्यू ဆိုင်မှုနဲ့ဇွဲမှုတို့ကအဲ့ဒီလူကိုအရန်လွမ်းမိုးပြီးတော့တက်ရောက်မှုရှိစီမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ကနေတဆင်ဆင်းရဲနွမ်းပါတဲ့မိသားစုကလာရင်တော့မှចောင်းသားတွေဟာတို့ရဲ့ရည်မှန်းချက်တွေကိုမြင်ပြီးတော့တို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်ចောင်းသားတွေရဲ့အခြေအနေကိုအမှန်တကယ်နားလည်လက်ခံနိုင်တဲ့ဆရာဆရာမတွေရှိတာကိုတွေ့ရပါတယ်။ကြည့်ရှုပေးကြပါပိတ်တံများအားလုံးကျေးဇူးအထူးတင်ရှိပါခင်ဗျာ။